တရားချစ်ခင်ယောဂီသူတော်စင်များအားလုံးမင်္ဂလာပါဒီနေ့2024ခုနှစ်ပို့လာပိုင်းနေ့ရက်1386ခုနှစ်ဘာကောင်လာခွဲဥပုံနေ့ဥပုံနေ့တိုင်းဥပုံနေ့တိုင်းမှာမြတ်ဗုဒ္ဓရဲ့ထူခြားသောလက္ခဏာတော်များဆိုပြီးတော့ဘုရားရှင်ရဲ့ဖြည့်ခဲ့တဲ့ပါရမီကျင့်ခဲ့တဲ့အခြင်းနဲ့ပတ်သက်ပြီးရလာတဲ့အကျိုးတရားကို ဟောပြောနေတာပေါ့နော်အခုဆိုရင်ဟောပြောပြီးတာဆယ်ခုပြီးသွားပြီဒီတစ်ပတ်စတင်ပြီးဟောမှာတော့အေနီဇင်ကလက္ခဏာတော်မြန်မာလိုဆိုရင်တော့အေနီသားမှာရှိတဲ့သလုံးမြင်သားလိုပါပြီတဲ့ဖျားရှင်မှာလည်းပဲပြေပြေညီညွတ်တဲ့သလုံးမြင်သားရှိတယ်တဲ့ဖြစ်သလုံးပေါ့လေ ညင်ညာပြီးတော့လှပနေတာမျိုးဘဝကိုရတဲ့ပုံကိုယ်တွေနေနဲ့ခန္ဓာကိုယ်ကိုသိပ်ပြီးတော့လှပခြင်းကြတယ်ပြင်နေပြင်ပြင်ပြင်ရတယ်ဆင်နေဆင်ကြတယ်ဟိုးတချို့များပတ်စံကုန်ခံမိတော့မှခန္ဓာကိုယ်ပြူကြပြင်ညာလောက်ကြသေးတာကိုဗုဒ္ဓဆိုတဲ့လူသားတရားလောကမှာပွင့်ထွန်းပေါ်ပေါက်လာတဲ့အခါမှာပါရမီကိုဖြည့်တဲ့ အချိန်ကလေးကနေပြီးတော့စိတ်ကိုပြုပြင်းပြီးအကြောင်းတရားကိုအကောင်းဆုံးကြိုးစားအားထုတ်ခဲ့တာဖြစ်တဲ့တို့ရဲ့နောက်ဆုံးဘဝကိုရတဲ့ကာလမှာခန္ဓာကိုယ်ဟာအချိုးစားသိပြီးပြတာပဲလောကမှာလူတွေရဲ့ခန္ဓာကိုယ်ပြည့်ပြည့်တယ်ဆိုတာအကစားတခုခုလုံးလို့ပေါ့နော်တချို့စင်ဂျင်သွားဆော်လို့ပေါ့ဒါလည်းပဲခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတစ်ခုလောက်ပဲကောင်းတာပါ aka ọnụ mbize ọkpara ahụ gbagobo agwọ tabi mee bea ṣe ya kanna goma ka ọnụzụ a chi so chaitanya gbo chibi biot a biotu biotu ya ziyara mashi bụ taarị ha ajọọ nkọnkọ nkele ọkpachọ ka ọnụ agba agụ e n'ezie nleka na ဘဝဘဝပေါ့များစွာမှာပေါ့နော်ငွေခဲတဲ့ဇာတိဖြစ်ခဲ့ရာဘဝနေခဲ့ရာဘုံဌာနမှာဘယ်သူနဲ့ပဲတွေ့တွေ့လောကီလောကုတ္တရာပညာများအတိပညာအတ္တပညာများကိုသင်ပြီးတဲ့အခါမှာဂီယိုဒီဇိုင်းစိတ်ပါလက်ပါနဲ့လေးလေးစားစားသင်ပြီးလေရှိတယ်သူရဲ့ရွယ်ချက်ကတော့တရားမဟုတ်ဘူး တပည့်တွေဟာသူနာမှာပဲနေပြီးတော့ပညာကိုအကြာကြီးသင်နေရမယ်ဆိုရင်တသူရဲ့အချိန်ကိုပုံဆုံးသွားမှာနှင်းသူ့မှာလုတ်ပိုင်ခွင့်တွေဆုံရှုံသွားမှာဒါကြောင့်တဲ့လေးလေးစားစားနဲ့လေမြင်းမြန်းဆန်းဆန်းတက်အောင်သင်ပေးလေရှိတယ်တဲ့ဒါလည်းပဲတော်တော်လေးအတူယူဖို့ကောင်းတယ်တချို့တချို့လောကမှာပညာတတ်ပါတယ်ဆိုတဲ့ပုံပို့တွေဟာ တပည့်တွေကိုစာသင်ပေးတဲ့အခါမှာပုံစံနှမြွနဲ့သင်လေးရှိတယ်လို့ကြားဖို့တာပေါ့နော်ဦးဇင်းတို့တော့တိတိကျကျမသိဘူးကျောင်းမှသင်တာတစ်မျိုးအိမ်မှသင်တာတစ်မျိုးအိမ်ဆိုတာကတော့ခုခေတ်မှာသုံးတာတော့ tuition ပေါ့နော်ကျောင်းမှသင်တာကျတော့ခပ်ပေါ်ပေါ်လေးသင်ပြီးတော့အိမ်မှာသင်ပြီးဆိုရင်တိတိကျကျသင်လေးရှိတယ်လို့ပြောတန်ကြတာပေါ့နော်ဦးဇင်းတို့ monastic education ခေါ်တာပေါ့။ဘုံရင်သင်တဲ့ပညာရေးမှာတော့တာမျိုးတော့မရှိဘူးပေါ့လေ။ ဒါပေမဲ့စက်တဲ့တီထွင်ပြီးတော့ပြောနိုင်ဟောနိုင်ဖို့လိုအပ်တာတော့အမှန်ပဲလူဆိုတာပညာသိတဲ့အချိန်ကုန်သွားတာဖြစ်တယ်လေသူမှာဘုံရည်လည်းရှိမယ်ဝါရည်လည်းရှိမယ်သားရည်သမီးရည်သမုတ်မိဘရည်ကြီးရပေါင်းများစွာရှိမှာကိုအခုခေတ်ကာလဆိုရင်ပိုတောင်ဆုပ်သေးတဲ့အသက်ကလည်းတိုးနေပြီယောဂါလည်းများနေပြီဒီလိုအချိန်ကာလမှာပညာပဲသင်ယူနေရမယ်ဆိုရင်ပြီးနိုင်မှာမဟုတ်ဘူးတဲ့ ဒါကြောင့်ဗုဒ္ဓကနေပြီးတော့လူစဉ်ကာလကလေးကနေပညာသင်ပြီးတဲ့ခါမှာသိပ္ပဝိဇာဝိဇာသိပ္ပကျဲတယ်လို့ပြော လောကီလောကုတ်တိုတရာတိုတဲကြောင့်ပဲဖြစ်ဖြစ်လွန်မြောက်ရလွန်မြောက်ကြောင့်ပဲဖြစ်ဖြစ်တဲ့ပြောဟောတဲ့ခါမှာလေးလေးစားစားနဲ့ view design ပြောဟောလေရှိတာတဲ့ကိုကိုတိုင်းကနေပြီးတော့လေးလေးစားစား view design နဲ့ပြောဟောပြီးဆိုရင် နာယူတဲ့ပုံကိုယ်တွေကလည်းပဲတည်တည်ကြာကြာနာယူတာမဟုတ်လို့တဲ့စိတ်ထဲမှာစွဲတဲ့ပြီးတော့အတက်မြန်းတယ်ပေါ့ဒါဆိုရင်ဘဝကိုရှင်သန်တဲ့ကာလမှာအိုးမြင်းမြန်းဆန်းဆန်းနဲ့ជីវောအောင်လွတ်မြောက်လို့လို့ရတာကိုဒါကြောင့်ဘုရားပြတဲ့ကာလမှာជីပေါ့တရားကိုဟောလိုက်ပြီးဆိုရင်တရားနာတဲ့ပုံကိုယ်တွေကသိအကျိုးများတာပဲတရားနာစဉ်ကာလမှာတရားမရနိုင်တဲ့ပုံစံမျိုးထင်ရပြီမြင် တရားလဲဟောပြီးရောလေးမဲ့လေးဖို့ရသွားတဲ့ပုံကိုယ်တွေအိဘေကိုယဟန်လာလဲလို့ခေါ်လိုက်တာနဲ့ယဟန်သာဖြစ်သွားတဲ့ပုံကိုယ်တွေအမြောက်များရှိတယ်ဆိုတာကိုတောက်တန်ဒေသနာများကိုနှာဖို့ရင်သိပါတယ်တရားတခုကျင့်ဖို့အတွက်အချင်းအဲ့လောက်ပြပေးစရာမလိုဘူးအများတွဲပေးဖို့အချင်းညံ့များယူရတာကိုဒီလိုမျိုး ကောင်းတဲ့အကြောင်းတရားတွေကိုသိသိကြကြလောက်ခဲတာမို့လို့တဲ့နောက်ဆုံးဘွား နောက်ဆုံးကာလရောက်တဲ့အချိန်မှာခန္ဓာကိုယ်အချုပ်စင်သိမ့်ပြီးတာပဲဒါခန္ဓာကိုယ်လို့ပြောပြမိခြေစလုံးတွေတော့ပေါင်လုံးကြီးပဲသိမ့်လာတာလေခြေစလုံးတွေကဒီလောက်ဆိုတော့သိမှာပါလောကမှာနေတဲ့လူတွေပဲဖြစ်ဒါတော့ခန္ဓာကိုယ်ရဲ့အချုပ်စင်ပြည့်ပြည့်မှုပေါ့လေဒါတင်ပဲအကျိုးရတာလားဆိုတော့မဟုတ်ပါဘူးတဲ့တကယ်လို့များတဲ့တောမထွက်ပဲနဲ့ လူဘွားမှာနေမယ်ဆိုရင်စစ်ကြဝရမင်းဖြစ်မှာစစ်ကြဝရမင်းဖြစ်ပြီဆိုရင်ရလာမယ်ကြိုးတွေကတော့တဲ့မင်းတွေနဲ့ပဲထိုက်တန်တဲ့အတုံးဆောင်ဖြစ်တဲ့မင်းတွေနဲ့ပဲလျှောက်ပတ်တဲ့စင်ရင်မင်းရင်စားရှိတဲ့အစင်မြင့်ရင်တွေကိုပဲတုံးခွင့်ရှိတာဒါလည်းတော်တော်လေးတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဘင်းရယ်လို့လူကြီးလို့ဖြစ်ပေမဲ့လို့အစုပ်ပလုတ်လေးကိုပဲတုံးနေရတဲ့လူတွေရှိတာပဲလေ တံမိုးချင်းမှာပြီးတော့အကောင်းဆုံးတဲ့အရာကိုသုံးအောင်ဖို့ဆိုတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးအကြောင်းတရားပြည့်စုံမှကြိုးအပြည့်စုံတာကိုတကယ်လို့များတဲ့တော်ထွယ်ပြီးတော့တရားကျင့်ခဲ့မယ်ဆိုရင်ဘုရားအဖြစ်ကိုဖြစ်မှာဒါကြောင့်ပုံနာတွေကခန္ဓာကိုကြည့်ပြီးတော့ပေါ်နိုင်ပြောနိုင်တာပေါ့ဒါအင်္ဂါဝိဇ္ဇာတမျိုးပဲလေနော်ဘုရားဖြစ်ပြီးဆိုရင်တဲ့ယဟန်တို့အားသာထိုက်တန်တဲ့အင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့အသုံးဆောင် စွန်သင်္ကန်းကြောင်းစေးပေါ်ဗျာဓာတ်တင်မကားပါဘူးတဲ့ယဟန်ပရိသတ်ယဟန်မပရိသတ်လူပရိသတ်လူပရိသတ်မှာဆိုရင်ဥပဒေကဥပဒေကဒါရကဒါရိကပေါ့နော်သိပ်ပြည့်စုံတာပဲတဲ့စဉ်းစားတာကြည့်ပေါ့ဒီလောက်ပြည့်စုံနေရင်ဘဝမှာဘာများခက်ခဲမှာလဲလေစွန်သင်္ကန်းကြောင်းစေးပြည့်စုံနေတဲ့ပုံကိုယ်တရားကဘာမှပူစရာမလိုတော့ဘူးလေ ။ဘာကြောင့်များပြေးဆုံးပါလိမ့်ဆိုတာသိကျင်နေဆိုရင်ခန္ဓာကိုကြည်လိုက်တဲ့။ရှင်းတယ်။ခန္ဓာကိုယ်နဲ့ပြတ်ထားပြီးပြီသားတဲ့။ဒီလိုအကြောင်းတရားတွေကိုလောက်ခဲ့တဲ့အတွက်ဒီလိုခန္ဓာကိုရတာဒီလိုခန္ဓာကိုရှိတဲ့ပုံကိုယ်တွေကဒီကျိုးကိုရတာထုံးစံတစ်ခုပါပဲတဲ့။ဒါကြည့်သွားပြီလောကမှာရှိတဲ့ပုံကိုယ်တွေရဲ့ခန္ဓာကိုကြည်လိုက်တဲ့ခြေတလုံးဝင်နေပြီးတော့ပေါင်တိကြည်လိုက်တဲ့။အချိုးစစ်ပုံစံမကြပါဘူး။ပုံကိုယ်လည်းပြန်ကြည့်ကြည့်ပေါ့နော်ဟုတ်မဟုတ် ဘာဖြစ်လို့မကြတာလဲဆိုတော့တဲ့စာပေကိုတင်ပြတာဟုတ်ပါပြီအတိပြတာအတက်ပြတာတော့ဟုတ်ပါပြီတဲ့မလီမစားပြတာတွေမယူမသိပြတာတွေတွက်ကပ်ပြီးပြတာတွေကစာပေတင်ယူတဲ့ပုံကိုယ်တွေကိုပင်ပန်းစေတယ်ခက်ခဲစေတယ်တဲ့အော်ဒီဆရာကမကောင်းလို့နောက်ဆရာပြောင်းနောက်ဆရာမကောင်းလို့နောက်ဆရာပြောင်းဆိုတော့ပညာတင်ယူတဲ့ပုံကိုယ်ကတိမ်တက်တိမ်ဆင်သွားနေရတာမို့လို့တဲ့ခြေသလုံးတွေကမငြိမ်မညာဖြစ်သွားတာဒါဆိုရင် ပညာသင်ယူတဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝကိုခက်ခဲအောင်လုပ်ခဲ့တဲ့အကြောင်းကြောင့်ကိုယ့်ရဲ့ဘဝမှာလည်းပဲခန္ဓာကိုယ်ကအချို့စစ်မငြိမညာမပြီးမပြည့်ဖြစ်တာ။အော်အကြောင်းတရားတွေကသိထူးဆန်းတာပဲနော်။ဒါဆိုကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့ဘဝမှာတွေ့ကြရတဲ့လူတွေရဲ့ခန္ဓာကိုယ်ကြည့်ကြည့်လိုက်။အချို့စစ်မပြည့်ဖြစ်ဘူး။ဒါကိုကြည့်သွားပြင်လောကီလောကလောကဓမ္မပညာနှစ်ယောက်ကို သင်ပေးတဲ့ကာလမှာ ယူသည်သင်ပြီးဒါမဟုတ်ဘူးစေတနာကောင်းတဲ့ဆိုပေမဲ့တခါကျရင်လေးစားမှုနည်းနေတတ်တာမျိုးကိုဒါမျိုးမဖြစ်စေရဘူးတဲ့ဒါလိုစလို့အတူရမှာအချက်တစ်ချက်ပေါ့နော်ပြီးတော့နံပါတ်7အနေနဲ့သူခုမေဆီမေဆဝီလက္ခဏာတော့ဒါလေးကလည်းတော်တော်လေးကိုသဘောကျဖို့ကောင်းတဲ့အကျိုးတရားပဲသူခုမဆဝီလို့ခေါ်တာပေါ့နော်သူခုမနူးညံ့ပြီးတော့ရှိနေတဲ့ဆဝီကအသားအရေးတဲ့ ဗုဒ္ဓရဲ့အသားရချုံမောပြီးတော့လေခန္ဓာကိုယ်မှာကြီးစွာလုံးဝမတင်ဘူးတဲ့ပိညာဖဲလေးကိုကြည့်ပေါ့ချုံမိုးနေတာမဟုတ်လို့လေရေကိုတင်လိုက်ဖြုတ်နေပြုတ်ကြသွားဖြုတ်နေပြုတ်ကြသွားတာချောနေတာဟုတ်ကျန်နေတဲ့ရံလို့ဆိုရင်တင်လိုက်ရင်ကြမသွားဘူးเนาะဒါခုကြတဲ့လက္ခဏာတော့ပဲတရားရဲ့အသားကြီးက နုညက်ညင်ညွန်ပြီးတော့ချောမွေ့နေတာမို့လို့တဲ့ဘုရားရှင်ခန္ဓာကိုယ်မှာကြီးလုံးဝမတင်ပါဘူးတဲ့ဒါဆိုကိုယ့်ရဲ့အသားရည်လေးနည်းနည်းလေးစမ်းကြည့်ကြီးမတင်စရာအကြောင်းကိုမရှိဘူးထောက်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 နဲ့ဘုနာမဘုဒီနာမဘုတခါကျအသားချောတယ်လို့ထင်ရပေမဲ့လို့ဘုတွေကထားတာမို့လို့စဉ်းစားတာကြီးဗျအထောက်အတက်တွေများလာပြီဆိုရင်အညိကဆွဲတာထုံးစံတစ်ခုပဲ။ ဒီလိုအကျိုးမျိုးကိုဘာကြောင့်ရတာလဲဆိုတော့တဲ့ဘဝကိုရတဲ့ကာလမှာသူတော်ကောင်းတွေကိုချင့်ကန့်ပြီးတော့မိကွန်းတွေအထက်ထက်မေးလေရှိတယ်တဲ့မေးတဲ့ခါမှာလည်းပဲကိုမေးချင်တာမေးတာမဟုတ်ဘူးဘဝဖြတ်သန်းတဲ့ခါမှာကျင့်ဖို့အတွက်မေးလေရှိတယ်တဲ့အရှင်ဖေယားဘလို့သဘောတရားကိုကုသလို့ခေါ်ပါလဲလဲဘလို့သဘောတရားကိုအကုသလို့ခေါ်ပါတယ်လဲ ဘုရားကအပြစ်ရှိပြီးတော့ဘုရားကအပြစ်ကင်းပါတယ်လေဘလိုဟာမျိုးကိုကျင့်ကြံကြုတ်ကိုပွားများအားထုတ်ပြီးတော့ဘလိုဟာမျိုးကိုရှောင်ကြဉ်ရမှာပါလေဘဝတစ်ခုရဲ့လို့ရတဲ့ကာလမှာအသက်ထက်ဆုံးကျင့်သုံးရမယ့်အရာကပါများပါလေရှောင်ကြဉ်ရမယ့်အရာကပါများပါလေစဉ်းစားကြည့်နော်ကိုကျင့်မဲ့အကျင့်ကိုပဲသူကမေးတာသူများတွေဘာလို့နေတယ်လဲဒါမျိုးလောက်တာအသိတော်ဤလားမသိတော်ဤလားမေးကိုမမေးဘူး သူကျင့်ကြံကြောကိုပွားများအထောက်တဲ့ကံမှာဘဝပြတ်တဲ့ကံမှာပြောသင့်မပြောသင့်လှုပ်သင့်မလှုပ်သင့်တွေးသင့်မတွေးသင့်ဘာကိုတွေးရင်ဘယ်လောက်တည်းအပြည့်ရှိပြီးတော့ဘာကိုတွေးရင်ဘယ်လောက်တည်းအကျိုးရှိတယ်ဆိုတာကို तू ကမေးတာကိုတိကတော့ကုသိုလ်အဖို့တို့ပါပဲကုသိုလ်ဆိုတာအပြည့်ကင်းတယ်ကောင်းတဲ့အကျိုးကိုပေးတယ်အကုသိုလ်ဆိုတာကအပြည့်ရှိတယ်မကောင်းတဲ့အကျိုးကိုပေးတယ်ဒုစရိုက်ဆိုတာရှောင်ရမှာပဲအကုသိုလ်ဆိုတာမပြောင်းနေရမှာပဲ သူဆိုရိုက်ဆိုတာဆောင်းရမယ်ကုသိုလ်ဆိုတာဖြစ်အောင်ကြိုးစားပြီးလေ့ရမယ်ဒါဆိုရင်ဒူဆိုရိုက်ပဲပြောပြောကုသာကုသိုလ်ပဲဆိုဆိုသူဆိုရိုက်ပဲပြောပြောကောင်းတဲ့ရာပဲဆိုဆိုသူများမှာရှိတာမဟုတ်ဘူးကို့မှာရှိတာဟောမေးပြီးဆိုကြတဲ့ကသူကျင့်တာဟုတ်ဗျမိတဲ့မိကုန်းလည်းကြည့်အောင်ဗျအပြည့်ကင်းအောင်မိခဲ့တဲ့မိကုန်းတွေဖြစ်တဲ့တွေ့တဲ့သူရဲ့ခန္ဓာကိုယ်မှာလေ အပြည့်ရလို့ပြောเสียမှရှိတဲ့အပြင်အပြည့်ဖြည့်စီတတ်တဲ့မြုံမုံလေးတောင်မှမကပ်ဘူးတဲ့ဆရာဝန်တွေပြောလို့ရှိပါတယ်မျက်နှာမဝဲချမ်းပေါက်တယ်ဆိုတာဟာအညစ်အကြေးလေးတွေကပ်လို့ပါဒါကြောင့်တန်ရှင်အောင်နေဩအရာဝင်တဲ့အခါမှမျက်နှာကိုသိဖုတ်မကပ်အောင်အမိုက်မကပ်အောင်ဆိုတော့လုံနေရတာကိုဩအခုဘွားရောက်မှဆိုတော့လေ လိုရှင်လိုလိန်ရနာနဲ့ပြီးရင်စပြဝူလေးအကောင်းစားလေးကိုသုံးရတာနဲ့တကယ်တကယ်ပြင်ဆင်စားကြည့်မယ်ဆိုရင်ဘဝကိုရတဲ့အချိန်ကလေးကနေပြီးတော့ပေါ့နော်ဘာလှုပ်သိမ်းလဲဘာမလှုပ်သိမ်းဘူးဘာအပြည့်ရှိတယ်ဘာအပြည့်မရှိဘူးဆိုတာသိထားဖို့မိကိုမိထားမှာကိုယ်ကိုတော့သိစရာအကြောင်း မရှိဘူးနော်ဦးဇင်တို့ခီးသွားတဲ့အခါမှာတနင်္ဂနွေနဲ့တနင်္ဂနွေကိုးပြီဆိုပါစို့တနင်္ဂနွေနဲ့တနင်္ဂနွေဥပဒေ မတွေ့ပါဘူးဖတ်ထားရပါတယ်မေးထားရပါတယ်တာဝဘာခေါ်လဲဆိုတော့ do's and don'ts ပဲချောင်ကျမ်းမယ်အရာနဲ့ကျင့်ကျင့်ကြုတ်ကိုပွားများအားထုတ်ရမယ်အရာလုံးတင်တာမဲ့လုံးမမလုံးတင်တာမလုံးဘူးမသိရင်မေးလေးရှင်းရှင်းလေးပဲတခါကျရင်လူတွေကလေဟိုကပညာလဲတတ်တယ်အစင်းတန်းလည်းရှိတယ်လို့ကိုကိုထင်တိုင်းမေးရမလို့ကြောက်နေတတ်တာမျိုး မေးပါမေးတဲ့ကာလမှာလည်းပဲအပြည့်ကင်းပြီးတော့လေတန်ရှင်းစင်ကြယ်စီတဲ့အကျင့်မျိုးကိုကျင့်နိုင်ဖို့အတွက်မေးရတာတဲ့အဲ့လိုမျိုးမိကုန်းနေမေးပြီးတော့လေလိုက်နာခဲ့တဲ့အတွက်တဲ့ဘဝရတဲ့ကာလမှာခန္ဓာကိုယ်ရဲ့အသားရည်တွေကချုံမော့နေရောချုံမော့နေတဲ့အတွက်ကြီးစွာလုံးဝမတင်ဘူးတဲ့ဒါကခန္ဓာကိုယ်ရဲ့ တိဆောက်ပုံပေါ့နော်ဒါတည်းမကဘူးဒီပုဂ္ဂိုလ်ဟာတော့မထွဲပဲနဲ့လေးမဲ့ဆိုရင်စัจ java ဝိမေဖြစ်မယ်စัจ java ဝိမေဖြစ်တဲ့အခါမှာပညာဉာဏ်သိကြည်မာတာပဲဘသူနဲ့ရှင်လိုက်ရှင်လိုက်တယ်သူရဲ့ပညာထက်တန်းစားပဲဖြစ်တာဘသူနဲ့မှရှင်လို့မရပါဘူးအဲဆိုတော့ဗျာအတိပညာအတတ်ပညာထက်တန်းကျနေတဲ့ပုဂ္ဂိုလ်တယောက်ကဘယ်နေရာမှာပဲနေနေ အောက်တန်းပြစရာရှိတော့ဘူးဒါတင်ပဲလားဆိုတော့မဟုတ်ဘူးတဲ့ဘုရားရေလို့ဖြစ်တဲ့ကာလမှာကြီးမားတဲ့ပညာတွေရှိတယ်တဲ့ကြီးမားတဲ့ပညာဆိုတော့ဘာပြောသလဲဆိုတော့တဲ့သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာနဲ့ပတ်သက်ပြီးရှင်းချင်ကြကိုပွားများအားထုတ်နေဘလောက်ထိအကျိုးရနိုင်လဲဆိုတာကိုတိတိကျကျသေးသေးကျကျသိတာဦးဇင်းတို့များလေဆရာတော်ဆရာတော်တွေဟောသွားတဲ့သီလနဲ့ပတ်သက်တဲ့တရား တမာရီနဲ့ပတ်သက်တဲ့တရားပညာနဲ့ပတ်သက်တဲ့တရားကိုနာခဲ့တာမှန်ပေမဲ့လို့အခုထိကိုသီလနဲ့ပတ်သက်ပြီးအပြည့်စုံအသိနိုင်သေးဘူးတမာရီနဲ့ပတ်သက်တဲ့ဒီတိုင်းပဲပညာနဲ့ပတ်သက်တဲ့ဒီတိုင်းပဲဘာဖြစ်လို့အပြည့်စုံမသိနိုင်တာလဲဆိုတော့ပညာဉာဏ်အားနဲ့လို့ပေါ့ဒါကိုကြည့်သောအပြည့်ဘွားရဲ့လို့ရလာတဲ့ကာလမှာဉာဏ်သိကိုရည်ကြည်ပါတယ်ဉာဏ်ကောင်းဉာဏ်နဲ့ပေါ့နော်ဒါဆိုရင်မေကုံမေဖို့ဟောမလေးပါနဲ့ မေးတဲ့ခါမှလည်းပဲတွေးကြရမေးဖို့မစင်စားပါနဲ့ဘယ်ဟာအပြစ်ကင်းပြီးတော့ဘယ်ဟာအပြစ်ရှိတယ်လဲဘယ်ဟာလှုပ်သိမ်းပြီးတော့ဘယ်ဟာမလှုပ်သိမ်းတယ်လဲဘဝတစ်လျှောက်လုံးဘယ်တရားကိုကျင့်ရင်ကောင်းမလဲဘယ်တရားကိုရှောင်ကျင့်ရင်ကောင်းမလဲဆိုတာပဲမေးပြီးတော့ကျင့်ကြံကြိုးပွားများအားထုတ်မယ်ဆိုရင်အသားရည်လည်းလှပါပြီးတော့လေဉာဏ်တွေကလည်းသိကောင်းတာပဲနော်ဒါလေးကလည်းပဲလူသားတွေအတွက် သိမ့်လို့ကျင်တာဟုတ်ပြ။အဲကြောင့်မို့လို့ရှင်းဆိုလိမ့်ရမလား။ဘာအတွက်လိမ့်တာလို့မေးကြည့်ပေါ့။အသားရေလှကျင်တာဟုတ်။ဘုရင်တော်အသားရေပဲလှကျင်တာဗျ။ဉာဏ်ကောင်းကျင်တာမဟုတ်ဘူး။အခုကတဆက်တည်းရတာနော်။ရုပ်ခန္ဓာကိုယ်ရဲ့အကျိုးပြီးတော့နာမ်ခန္ဓာကိုယ်ရဲ့အကျိုး။အော်စိတ်ကိုပြင်းပြီးတော့လေကောင်းတဲ့တရားကိုမေးမြန်ပြီးကျင့်ကြံကြိုးပွားများအထောက်အကူတွေရလာတဲ့အကျိုးပေါ့နော်ဒါက၁၂ခုမြောက်အကျိုး ပြီးတော့နောက်ထပ်73ခုမြောက်ကျုံအကျိုးကတော့သူ့ဝန်တော်ဝန်တာလက္ခဏာတော့တဲ့အသားရည်ကလေရွှေရောင်လေးဝင်းနေတာသိကြတာပေါ့ဗျာနော်အသားရည်ကရွှေရောင်ဝင်းနေတာခုနကကြတော့အသားရည်ချော်မောတာနော်အသားချောတာနဲ့အသားလှတာမတူသေးဘူးအခုအသားလှတာလှတာရိုးလှတာမဟုတ်ဘူးဗျရွှေရောင်လေးဝင်းနေတာမျိုးတဲ့ကြောက်ဖို့ကြမှာပါဗျာ ဖျားမပြေခင်ညောင်မင်းအောက်မှာထိုင်နေတဲ့အချိန်လေကလည်းထွက်ကြောင်မသွားတဲ့အခါမှာအိုးကြောင်ကြီးတော်ထွက်သလိုပေါ့တကယ်ကြောင်ကြီးတော်မထွက်သေးပါဘူးခန္ဓာကိုယ်အသားရလှလှမ်းလို့တဲ့အခါမှာမီးလေးနဲ့ထိုးလိုက်ပြီးဆိုရင်အယောင်တွေထွက်သလိုပဲဝင်းဝါပြီးတော့လှပတာပေါ့လေဒါရွှေစင်းရှိတယ်ရွှေနဲ့တူတဲ့အသားရည်ရှိတယ်တဲ့ ဒါတွေဟာတခြားကြောင့်ရတာမဟုတ်ပါဘူးတဲ့ဘဝကိုရတဲ့ကာလတွေမှာပဲဘဝပဲရရပေါ့နော်ဒေါသမထွက်အောင်ကျူစားတယ်အနည်းပြပြောမယ်ဆိုရင်သိခံနိုင်အောင်ခွင်လွှတ်နိုင်အောင်ကျူစားတာတဲ့ဒေါသထွက်တာတောင်မှအပြင်းကို မထွက်အောင်ထိန်းနိုင်တာတော်တော်လေးတော့မလွယ်ဘူး ဦးဇင်းတို့များလေးဒေါ်သာထွက်ပြီးဆိုရင်မထိနိုင်တော့ပါဇက်ကအနေဆုံးထွက်သွားတာမင်းတို့တော်တော်ညံ့တာပဲမင်းတို့တော်တော်အသုံးမကျတာပဲဒါလေလူတယောက်ကိုစော်ကားတာမဟုတ်ပေမဲ့လူတယောက်ကိုကျေနပ်အောင်ပြောတာတော့မဟုတ်ဘူး။နောက်အခုဒေါ်သာကိုရအောင်ထိနေတာတည်းမကားဘူးတဲ့တိတ်နူးညံ့ပြီးတော့ကောင်းပြီညွတ်ပြီဆိုတဲ့ဘောစားများကိုတွေ့တယ် နော်အကြောင်းနှစ်ခုတစ်ခုကဒေါသမထွက်အောင်ထိန်းနေနောက်တစ်ခုကကောင်းပြီညွတ်ပြီလူညံပြီးတော့လေခေစံပြောဆိုဇေကြည့်ပြီဆိုတဲ့အရာပဲလှူတယ်ပေါ့လေဒါဆိုရင်ဒီလိုတို့များဇေကြည့်တာမလှူနိုင်တော့ဘူးဇေကြည့်မရတော့ဘူးလားမေးမှာပေါ့ဒေါသဖြစ်ရင်မထွက်အောင်ထိန်းဒါအခက်ဆုံးပဲ ိုက်ဆံကိုရအောင်ရှာပြီးတော့လေပစ္စည်းကောင်းကိုဝယ်ပြီးလှူဖို့ဆိုတာလွယ်ကောင်းပဲလိမ့်မယ်မနယ်လင်းကနေပြီးတော့ညအိမ်ဝင်တဲ့အချိန်တွင်းမှာပေါ့နော်ကျုံကတွေ့ရမြင်ရကြတဲ့အရာတွေကလူကိုဒေါသသိပ်ဖြစ်စေတာပဲအခုကေကာလမှာဆိုပုံတော်ဆိုးမှာပါကြားရကြားရတာတနေ့နဲ့တနေ့မယိုးနိုင်ဘူးမျက်လုံးမပွင့်လိုက်နဲ့ကြားလိုက်ပြီးဆိုတဲ့စကားတွေဟာလေကြားလိုက်ပြီးဆိုတဲ့သတင်းတွေဟာလူရဲ့စိတ်ကိုစွာလိုက်သလိုပဲ အ ਨੇ ဆုံးထုတ်ပြောတဲ့အစဉ်ကိုရောက်သွားတာဟာဈေးတက်ပြန်ပြီတယ်ဘာရီမှန်းလည်းမသိပါဘူးကွာဦးစင်တော်ကလေမကျင်တဲ့စကားကိုထုတ်ပြောလိုက်ရမှာဒါတခြားကြောင့်မို့တော့တာပါတယ်ရုပ်ကိုဖြည့်စီတဲ့ထက်မှလည်းပါတယ်ဗျဒါညီညူမို့လို့သူကသုံးတာကိုတော့သာပြင်လာပြီဆိုမထိနိုင်တဲ့ပုံပေါ်တွေဟာညီတန်လေးတွေထွက်လာတာဒါမျိုးတော့မထွက်အောင် ထိနေတာလေစဉ်းစားတာကြည့်တော့ ရိုက်ဖို့နှက်ဖို့ဖမ်းဖို့စီးဖို့ဆိုတာအဝေးမှာဝေးကြည့်ဖြစ်လာတဲ့ဒေါသတောင်မှထွက်မသွားအောင်ထိန်းတာလေ။အော်အဩစရာကောင်းလိုက်တာနော်။လွယ်တော့မလွယ်ဘူး။ဒါကြောင့်မို့ပဲပြည့်ပြည့်စုံတဲ့အကျိုးကိုရတာပေါ့။ဦးဇင်းတော်ကလေအကျိုးသာရချင်တာအကြောင်းကိုကောင်းအောင်ကြိုးစားဖို့စိတ်ကိုမလိုဘူး။အာလူပဲဒေါသထွက်မှာပေါ့။ဒါမျိုးကစတာဟုတ် လူပဲဒေါသကိုထင်ရမှာပေါ့မလာဘူးတကယ်ကဗျာဥစ္စံတို့တရိစ္ဆာန်မဟုတ်ဘူးလေအသိဉာဏ်ကင်းမဲ့တဲ့သရဝါတွေမဟုတ်ဘူးလေအသိဉာဏ်ရှိနေပါရဲ့နဲ့အသိဉာဏ်ရှိသွားပြီးတော့လေအာကုသို့ဒုစရိုက်ကို ထိမ့်ဖို့ဒေါသမထွက်အောင်နေဖို့ဆိုတာစင်ကိုမစင်စားတာဒေါသမထွက်အောင် နေပြီဆိုရင်မေတ္တာကိုတော်တော်လေးကြီးမှမထားဖို့လိုတယ်ဥစ္စံတို့ကလေ ကိုယ့်ရဲ့ဒေါသကိုဖျောက်ပြီးတော့မေတ္တာထားတဲ့ဆိုတာကိုယ့်ရဲ့မိဘပေါ်မှာကိုယ့်ရဲ့သားသမီးပေါ်မှာကိုယ့်ရဲ့ဆွေမျိုးပေါ်မှာပဲရှိတာတခြားတခြားသောပုဂ္ဂိုလ်တွေပေါ်မှာမရှိဘူးဗျလူတာတန်းတာပေးတာကန်းတာလဲလောက်ပြီးဆိုတဲ့ခါမှာပေါ့နော်ကောင်းပြီးညွန်ပြီးဆိုတာမျိုးကိုလူဖို့လဲခက်ခဲပြန်ရောအဲဆိုတော့ဗျာဦးဇင်းတို့ခန္ဓာကိုယ်မှာကြည့်အတားကြီးကညစ်တိတိကြီးလိုက်မွေးနေတာ မှန်တာပေါ့ဒေါသရှိတဲ့မျက်နှာကိုကြည့်လိုက်ကြည့်ချင်းစရာမကောင်းဘူးမယုံကြည့်ကြည့်ပါသိမခံနိုင်တဲ့ပုံကိုရဲ့မျက်နှာဒေါသထွက်တဲ့ပုံကိုရဲ့မျက်နှာမှန်မှန်ကြည့်လိုက်ပါအခုလည်းကံပဲလေဒါကြောင့်လူတွေကနေတိုင်းမှန်ကြည့်တယ်လို့ကံကိုသာကြည့်မယ်ဆိုရင်မလားစရာအကြောင်းမရှိပါဘူးမှန်အောင်ကြည့်ပြီးတော့အမှောင်ပြင်းတယ်လို့ကံကြည့်ပြီးတော့လည်းပဲအမှောင်ပြင်ဖို့လိုအပ်တယ် ဟိုကိုခန္ဓာကိုကြည့်လိုက်အသားရေချုံမမှုမရှိဘူးကြမ်းတမ်းနေတာတာတင်မကဘူးအသားရေကလေရွှေလိုဝင်းဝါနေသလားမေးကြည့်ပါဝင်းဝါမှုမရှိပါဘူးသူများကိုနောက်ထပ်ကိုကိုကိုပြန်ကြည့်တဲ့အခါမှာသိကြပါတယ်အဲ့ဒါကြည့်တော့ရွှေစွန်းတော်ကလေဒေါသမထိန်နိုင်ခဲ့ကိုမေတ္တာအားနည်းခဲ့တဲ့အတွက်ဘလို့နည်းနယ်မှာထက်တန်းကြတဲ့ခန္ဓာကိုပိုင်ဆိုင်ခွင့်မရခဲ့ဘူး တကယ်လို့များတဲ့ဒီလိုအသားအရေကို ပိုင်ဆိုင်ပြီးတော့လေရွှေရောင်ဝင်းနေတဲ့ခန္ဓာကိုရှိတဲ့ပုံကိုယ်တွေဟာတဲ့စစ်ကြဝရမင်းဖြစ်ခဲ့မယ်ဆိုရင်တဲ့သိပြီးတော့ထက်တန်ကြပါတယ်ဆိုတဲ့အဝေါ်စားပဲသုံးခွင့်ရတာပါတဲ့ဖျားဖြစ်ပြီးဆိုရင်လည်းပဲတဲ့နူးညံ့သိမ်မွေးတဲ့အခင်းတို့ဝိုးယုံတို့ပဲရတာပါတဲ့ရှင်မကတ္တပသုံးတဲ့သင်္ကန်းပဲကြည့်ပေါ့ကောင်းပင်ညွတ်ပေးဆိုတဲ့ဟာပဲသုံးတာ အဲ့ဒါမျိုးကိုဘုရားသုံးခွင့်ကြားတာမျိုးเนาะဒါဆိုစဉ်းစားကြည့်မယ်ဆိုရင်ဥစဉ်တို့ဘဝမှာလေဘာပဲကြည့်လိုက်ကြည့်လိုက်မပြည့်စုံတာကြည့်ခန္ဓာကိုယ်လေးပဲကြည့်အောင်ပိုင်ဆိုင်နေပြည့်စုံသွားမကြည့်နဲ့ခန္ဓာကိုယ်လေးပဲကြည့်အသားရင်လည်းကျင်းပါပြီပြီးတော့လေအယောင်ကလည်းညစ်ထစ်ထေးอืมอืมလို့ပဲပြောရမှာပေါ့เนาะ ဓာတင်ပဲလားဆိုတော့ရက်နေတဲ့ချိန်မှကြည်လိုက်ဖြစ်တလုံးဝအစားကြည်လိုက်ကြည်ချင်းစရာမရှိဘူးတော်သေးတယ်ဗျအဝေါ်နဲ့ဖုံးထားတာမို့လို့မမြင်ရတော့မသိတာဟုတ်ပေါ့နော်အော်အသားကအဝေါ်ကိုမြဝေါ်ထားမယ်ဆိုတော့ထင်ရှားမှာပါသိကြသလောက်ပဲကြည်လို့ကောင်းမှာမဟုတ်တာတော့အသေးကြပဲဒါတွေဟာကိုလုတ်ခဲ့တဲ့အကြောင်းတရားကြောင့်ထင်ရှားစွာပေါ်ပြပေးထားတဲ့အကျိုးတရားတွေဒါမျိုးစင်တော့အကျိုးကိုမြင်တဲ့အခါမှာ ိုင်ဆိုင်တဲ့ပစ္စည်းကိုပဲအကျိုးလို့ထင်တာကိုရုပ်ရည်ခန္ဓာကိုလည်းအကျိုးပဲဗျဘယ်ကလာလာလဲအเจ้าကလာတာအဲ့ဒါကြောင့်အเจ้าကိုကောင်းအောင်လုပ်ရင်အကျိုးဟာမကောင်းစေအเจ้าကိုမရှိဘူးဒါမဲ့ကောင်းအောင်လုပ်ဖို့တော့လိုတယ်ဆံမျိုးကောင်းအောင်လုပ်ဖို့ဆိုရင်တော့မတိပဲလုပ်လို့မရနိုင်ဘူးပေါ့နော်တရားလောက်ကြပါထားကြတရားမြင်များနာဖို့ပြောတာမို့တရားကိုမြင်များနာပြီဆိုရင်သိကြပါတယ်အတိကတိုးလာတာဖြစ်တဲ့တွေ့ အကျင့်ကိုကျင့်တဲ့ခါမှာလည်းထက်တန်းကြတဲ့အကျင့်ကိုကျင့်နိုင်လာတယ်။အဲလိုမျိုးထက်တန်းကြတဲ့အကျင့်ကိုကျင့်တဲ့တော်ရဲ့ရလာတဲ့အကျိုးတရားလည်းပဲအထက်တန်းကြတဲ့အကျိုးကိုရတာ။ဓာတုအာနာပါဝါပစ္စည်းဥစ္စာမဆိုင်သေးဘူးနော်။ခန္ဓာကိုယ်လေးမွေးလာတာနဲ့တင်သိတာ။ဒါကြောင့်ပုံသားတွေကခန္ဓာကိုယ်ကြည့်တာနဲ့ဒီလိုကဘာဖြစ်မဲဆိုတာကိုပြောရဲတာပေါ့။ပြောနိုင်တာပေါ့။ဒီလိုမျိုးခန္ဓာကိုယ်ရဲ့တိစားပုံ၊ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး 32ပါးရှိတယ်ဆိုတာကိုဗီဒီယိုဒီမှာလည်းပြောထားတာပဲဒီလိုအသားစိတ်တာရှိပြီဆိုရင်ဒီပုဂ္ဂိုလ်ကဘာဖြစ်ကိုဖြစ်မယ်ဆိုတာပြောကိုပြောနိုင်တယ်တာဆိုရင်ကိုကိုကြည့်ရင်တန်ပါတယ်စိတ်မထတတ်တဲ့ပုဂ္ဂိုလ်တရားကိုဆင်းရတာတန်ကိုတန်ပါတယ်ကောင်းတဲ့အကြောင်းတရားကိုမလုပ်တဲ့ပုဂ္ဂိုလ်တရားကိုကောင်းတဲ့ကြုံမရတာလည်းတန်ပါတယ်ဒါပေမဲ့အမြဲတမ်းဒီပုံစံသွားမှလားဒီနေပါရဲ့နဲ့ကောင်းအောင်မတင်ပဲ ဆင်းရဲအောင်လုပ်နိုင်မယ်ဆိုရင်ဒီလိုလောက်မိုက်တာရှိမှာမဟုတ်ဘူးပြောမှာပေါ်ရှင်များရဲ့ဒီပြီးတော့ခန္ဓာကိုယ်မလို့ခြင်းတော့ပါဘူးနေစာဒုက္ခနာတ္တတွေနဲ့ဖန်တီးထားတဲ့ခန္ဓာကိုယ်ကြီးဟာဘာမှသုံးမဝင်ပါဘူးမအိုရမနာရမတရားဖြစ်တဲ့နိဗ္ဗာန်ပဲသွားပါတော့မယ်ဟုတ်ပြီမနဲ့ဖန်သွားမှာမလို့လားနောက်ထပ်ခန္ဓာမရနိုင်တော့ဘူးလားတခါကျရင်ကိုယ်ကမရခြင်းပဲမယ်ကိုယ်ကရှိနေတဲ့ကိလေသာမကင်းဘူးဆိုတော့ခန္ဓာရတာပါပဲခန္ဓာရပြီဆိုဘာပဲပြောပြောပြ ထက်တန်းကြကြနဲ့နေနိုင်တဲ့ဘဝကိုပန်းဆိုင်ဖို့တော့လိုအပ်တာကိုနော်ဒါကြောင့်တရားချေခင်သူတော်စင်များနေမိမိတို့ဘဝပန်းဆိုင်စဉ်ကာလမှာဗုဒ္ဓဟောကြားမြတ်တရားများကိုကျင့်ကြံကြဖို့ဘဝများအားထုတ်ပြီးတော့သေစာလေးပါမြန်တရားကိုပိုင်းခြားတင်းတင်းသိမြင်ကဘုရားစာရှိတဲ့အရိယာသူတော်ကောင်းများမျက်မှောက်ပြုပြီးရဖြစ်တဲ့နိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုနိုင်သောသူတော်ကောင်းများ ဖြစ်ကြပါစေကုန်သတည်း ဓာတုဓာတုဓာတုတရားချေခင်ယောဂီသရောစင်ညာအာလုံးကိုစေဧကဘေးယံကွာ၍ဝမ်းသာရကွာချမ်းသာကြပါစေ